thank you င်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်မန္တလေးစကိုင်းပါဝင်းမြို့ကြီးများမှာမနေ့ကည09:25မိနစ်အချိန်တီတီတာတာငလင်လောက်ခတ်ပြီးငလင်လောက်ခတ်ချိန်အချိန်နှင်းငယ်ကြမြင့်ပြီးအင်အားပြင်းငလင်ငါအဆင့်ကျော်ရှိရဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်မန္တလေးစကိုင်းပါဝင်းမြို့ကြီးများမှာမနေ့ကည09:24မိနစ်တီတီတာတာငလင်လောက်ခတ်ပြီးငလင်လောက်ခတ်ချိန်အချိန်နှင်းငယ်ကြမြင့်ကြောင်းပြည်သူများကသတင်းဌာနကိုပြောပါရယ်ဒီညငလင်ကတော်တော်ကျန်းနေအချိန်နှင်းကြတဲ့အကုန်လုံးလန့်ပြီး မ်းပေါ်ပြေးစင်းကြတယ်လို့မန္တလေးမှပြည်သူတအုပ်ကပြောပါတယ်။အလားတူစကိုင်းမြို့မှာပြည်သူများကမနေ့ကည09:25မိနစ်ဝင်းကျင်ချင်းလောက်ခတ်တင်ကလေးကြောင့်မြို့ပေါ်ရက်ကွက်များတွင်မှပြည်သူတချို့ထွက်ပြေးကြကြောင်းပြောပါတယ်။တအိမ်လုံးတိတ်ငနေဖြစ်တယ်လို့ခန့်စားပြီးတော့ရက်ကွက်ထဲကငလင်လောက်တယ်ဆိုတဲ့အော်သံတွေကြားရတာပဲလို့စကိုင်းမြို့နဲ့ဆေးရွက်တဲ့ရက်ကွက်မှာပြည်သူတအုပ်ကပြောပါတယ်။လက်ရှိတည်ထားတဲ့အချက်လက်တွေရမိုးကုတ်တောင်ကြီးမိထိနာကြောက်စဲရင်မဲတဲ့အပါဝင်မြို့ကြီးအများစုမှာငလင်ကိုတိတိတသာခန့်စားသိရှိရတယ်လို့ပြည်သူတွေကဆိုပါတ ၏အမျိုးသားညီညွတ်ရေးအစိုးရ၏ထုတ်ပြန်ချက်အရမေလ18ရက်နေ့မြန်မာစံတော်ချိန်ည10:25မိနစ်ခန့်မှာမန္တလေးတိုင်းကျောက်ဆယ်မြို့အနောက်အနောက်တောင်ပိုင်း35ကီလိုမီတာအကွာ ညီအောင်နဲ့10ကီလိုမီတာကိုဗဟိုပြုပြီးရစ်စတာစကေ9.8အဆင့်လောက်ခတ်ခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီလက်အောက်ခံမိုးလေဝသနဲ့ဇလဗီလာညွှန်ကြားမှုဦးစီးဌာနကတော့မနေ့ကည10:24မိနစ်ချိန်မြစ်သားမြို့ရဲ့အနောက်တောင်ပတ်6မှန်ကန်ကိုဗဟိုပြုပြီးပြင်းအား9.2အဆင့်ရှိငလင်းလောက်ခတ်ခဲ့ကြောင်းသိရပါတယ်နောက်ထပ်တပုတ်အနီးနဲ့မန္တလေးငလင်းဘေးတင်ကေစိစခန်းမှာငလင်းလောက်ခတ်မှုနဲ့မိုးရွာသွန်းမှုကြောင့်ကုတ်ကိုပင်ပြိုလဲရမှာကလင်းငယ်တောင်နဲ့အမျိုးသားတောင်အသေးဆုံးနဲ့ကြောင်းတင်ဆက်ပေးပါမယ်မန္တလေးငလင်းဘေးတင်ကေစိ ိန်စခန်းများမှာမိုးရွာသွန်းမှုကြောင့်ကုတ်ကိုပင် ပြိုလဲရမှာကလင်းငင်တောင်နဲ့မြို့သားတောင်တည်ဆုံသွားကြောင်းမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။မေလ18ရက်နေ့မနက်မိနစ်30အချိန်မန္တလေးတိုင်းမဟာအောင်မြင်မြို့နယ်စိန်ပန်းရက်ွက်42လမ်းနဲ့89လမ်းတောင်ရှိ အဘိယာရှာမရွှေကူကျောင်းတိုက်တွင်ရှိငလင်ဘေးတင်ကင်စိန်စခန်းမှာလုံပတ်၅ပီကန်အရှိပီ၄၀ကန်ရှိကုတ်ကိုပင်ကမိုးရွာသွန်မှုကြောင့်အမြင့်ချီမှလှန်ပြီးလဲကျရာမှာရှာရီလူနေမိုးကအတဲအိမ်ပေါ်ကိုပိတ်မိသွားကြောင်းသိရပါတယ်။အဒီနောက်ကင်စိန်ဖွဲ့များကတွားရောက်ပြီးလဲကျနေတဲ့တစ်ပင်ကိုရှင်းလင်းခဲ့ရာမှာကလေးငယ်တောင်နဲ့အမျိုးသားတောင်ရဲ့ရှုံလောင်းကိုကယ်ထုတ်ရရှိခဲ့ကြောင်းသိရပါတယ်။ လဲသွားတဲ့ကုတ်ကိုပင်ကတက်တန်းကျနေပြီးအရင်ရက်ကလေးကမန္တလေးမှာမိုးလေတဲထန်တုန်းကလည်းအကိုင်းတွေကျိုးကြသေးတယ်မိုးရီတားရွာခဲ့တော့မြေကြီးကရှိဝပြီးတော့မြေပြော်နေတာငလင်းလောက်တာရောမိုးရွာတာကြောင့်အပင်လဲသွားတာလို့စိန်ပန်းပင်ရွက်ကမာဒေသနေပြည်သူတအုပ်ကပြောပါရယ်မန္တလေးမှာမလ28ရက်နေ့လောက်ခတ်ခဲ့တဲ့ငလင်းကြောင့်ဒီကနေ့ချိန်ထိပြည်သူများမှပြိုကျပျက်စီးနေတဲ့နေအိမ်များကိုပြန်လဲတိဆောက်နိုင်ခြင်းမရှိသေးပဲကယ်ဆယ်ရေးစခန်းများမှာခိုလုံနေကြဆဲဖြစ်ပါရယ်နောက်ထပ်တစ်ပုတ်အနည်းနဲ့အေအေထောက်ပံ့ရေးဖွဲ့ဝင်များကိုမိုးရင်စေဝါများနဲ့အတူဖမ်းဆီး ရရှိနေလို့စစ်ကောင်စီကသတင်းလိမ်လည်ထုတ်ပြန်ပြီးစစ်ရာဇဝမှုတွေကိုဖုံးကွယ်ဖို့နဲ့နိုင်ငံတကာမှာအေအေးရဲ့ဂုံတိတ်ခါညှိုးနှမ်းစေဖို့ဇလန်းစင်ဖန်တီးနေရလို့ခိုင်တုခပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ပြည်ရင်းမှာအေးထောက်ပံ့ရေးဖွဲ့ဝင်များကိုမူရင်းစေဝါများနဲ့ဒုဖန်စီရရှိကြောင်းစစ်ကောင်စီကသတင်းထုတ်ပြန်မှုတွေကလိမ်လည်မှုတွေသာဖြစ်ပြီးစစ်တပ်က၎င်းတို့ကျူးလွန်ထားတဲ့ဆရာဆွေးမှုတွေကိုဖုံးကွယ်ဖို့နဲ့နိုင်ငံတကာမှာအေးရဲ့ဂုံတိတ်ခါညှိုးနှမ်းဆွေးဖို့ရည်ရွယ်ချက်ရှိရှိဆက်လက်ဆင်ဖန်တီးနေခြင်းဖြစ်ကြောင်းအေးပြောခွင့်ရပုဂ္ဂိုလ်ခိုင်သူခါကသတင်းဌာနကိုပြောပါရတယ်။ ဧပြီလနဲ့မေလအတွင်းမလေးရှားနိုင်ငံကိုပို့ဆောင်မဲ့မူညစ်စည်းဝါးများတန်ဖိုးအဖြစ်ငွေကြေး282.3ဘီလီယံခန့်ကိုဖန်ဆီးရရှိပြီးပါဝင်ပတ်သက်သူ26ဦးလိုကိုဖန်ဆီးနိုင်ခဲ့ကြောင်းအဆိုပါဖန်ဆီးရရှိသူများမှာအရခတက်တော်အင်းရဲ့ထောက်ပံ့ရေးဖွဲ့ပါဝင်ကြောင်းစစ်ကောင်စီကမနေ့ကသတင်းထုတ်ပြန်ပါတယ်။အင်းဟင်ကိုမူညစ်စည်းဝါးနဲ့ပတ်သက်တယ်လို့စစ်တပ်ကမကြာခဏအဆိုတလို့ဆဆွဲမှုတွေကိုလှုပ်ဆောင်လေးရှိကြောင်းလက်ရှိကာလမှာစစ်တပ်ကတပင်းရင်မှလူမမဲကလေးငယ်များကိုတပ်ဖြတ်ခြင်းအပါအဝင်ဆေးရဆွေးမှုများကျူးလွန်ခဲ့ကြောင်းအဆိုပါဆေးရဆွေး ်မှုများကိုဖုံးကွယ်ဖို့အီအီကိုလှုပ်ကြံဖန်တီးဆဆွဲခြင်းဖြစ်ကြောင်းမြန်မာနိုင်ငံမှာလောင်ကစားမှုရေးစေဝါကြားဖြန့်မှုတွေကိုစစ်ကောင်စီနဲ့ပူးပေါင်းကြီးတွေကသာထိန်းချုပ်လုပ်ကိုင်နေခြင်းဖြစ်ကြောင်းခိုင်တုခါကပြောပါရယ်ဒီကိစ္စကတော့အကြမ်းဖက်စစ်တပ်ရဲ့အခြေမြေမရှိရဲ့လှုပ်ကြံဖန်တီးရဲ့ဆဆွဲချက်တွေပဲဖြစ်ပါရယ်ကျွန်တော်တို့နဲ့လုံးဝဆက်ဆက်မှုမရှိပါဘူးခင်ဗျားတို့လည်းအားလုံးသိနေတဲ့အတိုင်းပဲမြန်မာပြည်မှာမှုရေးစေဝါလောင်ကစားကြားဖြန့်လိမ့်နေမှုတွေအားလုံးကိုထိန်းချုပ်လုပ်ကိုင်နေတာမင်းအောင်လိုင်ဦးဆောင်တဲ့အကြမ်းဖက်စစ်ကောင်စီပူးပေါင်းကြီးတွေပဲဖြစ်ပါရယ်ဒါဟာမြန်မာပြည်သူတရက်လုံးသိသားသလိုနိုင်ငံတကာအတိုင်းဝ ိုင်းကလည်းတည်တဲ့ကိစ္စဖြစ်ပါတယ်။အခုလည်းပဲဒီရက်ပိုင်းမှာခမည်းတော်သတိထားမိမှာပေါ့အကျန်းဘက်စစ်ကောင်စီကတပင်းရင်ဘက်မှာလူမမယ်ကလေးတွေကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေကျွန်တော်တို့အရက်ခဒေသမှာလည်းပဲအပြစ်မဲ့ပြည်သူတွေနေတဲ့နေရာတွေကိုဘာတိုက်ပွဲမှာဖြစ်ပွားတာမရှိဘဲတုံးရဲစက်တိုင်းရှိရွက်ချက်ရှိရှိ ပြည်သူတွေကိုဥတီပြီးတော့မှပြစ်မှတ်ထားအစုလိုက် အပြုံလိုက်တည်ကြအောင်လေးချောင်းကနေလာရောက်ပြစ်ခတ်ခဲ့တဲ့ဒီကြီးမားတဲ့ဆရာဆွေမှုတွေကိုမြန်မာပြည်အနှံ့မှာဆက်လက်ကျူးလွန်တာရှိတယ်။ အကြမ်းဖက်စစ်ကောင်စီကဒီလိုကြီးမားတဲ့တပ်ဖြတ်မှုတွေဆင်ရဆွေးမှုတွေကိုဒီလိုအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုတွေကိုသူတို့ဖုံးကွယ်ဖို့အတွက်ကျွန်တော်တို့ ULAA ကိုမတရားလုပ်ကြဆွဆွဲတာဒါဖြစ်တယ်လို့ခိုင်တုခါကပြောပါရစ်စစ်ကောင်စီက AA ကိုမူရည်စေဝါနဲ့ဆက်ဆက်တယ်လို့ဆွဆွဲနေခြင်းတွေကိုကြည့်ရင်တပုံစံနဲ့ဖြစ်နေတာကိုတွေ့ရှိရမှာဖြစ်ကြောင်း AA ကတိမ့်ပိုက်ထားတဲ့နေမည်များကျေပြန့်လာတဲ့အတွက်ကုလသမဂ္ဂနဲ့နိုင်ငံတကာအပါအဝင်အိန္ဒိယနိုင်ငံများက AA ကိုဆက်ဆံလာမယ့်အရေးကိုစစ်တပ်ကမလိုချင်လို့ဂုံတိတ်ခါကြာစင်းစေဖို့လှုံ့ဆော်မှုဖြစ်ကြောင်း၎င်းကဆက်လက်ပြောဆိုပါရစ် ်ဒီလိုမျိုးအရှင်ကလည်းပဲအကြိမ်ကြိမ်ဆက်ဆွဲခဲ့မှုပါတယ်။ ဆွဆွဲချက်အချိန်ချင်းကိုပြန်ကြည့်မယ်ဆိုရင်လည်းသူတို့ဇလန်းစင်နာရီအားလုံးကတပုံစံနေဖြစ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါဟာစစ်ကောင်စီရဲ့လုံနေကြလုံကြံဖန်တီးနေကြဇလန်းတွေသာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့နေမြေထိန်းချုပ်မှုကျေပြန့်လာတဲ့ ULAA ကိုကုလသမဂ္ဂနဲ့အိန္ဒိယနိုင်ငံတွေအပါအဝင်နိုင်ငံတကာအတိုင်းဝိုင်းကအတိမတ်ပြုဆက်ဆံဖို့ကြိုးစားလာတဲ့အချိန်နဲ့ကိုက်ပြီးတော့အကြမ်းဖက်ဖက်စစ်စစ်ကောင်စီကကျွန်တော်တို့ကိုကုန်းတိတ်ခါညှိုးနှွမ်းစေလိုတဲ့ရည်ရွယ်ချက်နဲ့ဒီလိုမျိုးနိုင်ငံရေးအောက်လုံးတွေတုံးပြီးတော့မတရားလုံကြံတိုက်ခိုက်လာတာဖြစ်တယ်လို့ က္ခိုင်ဒုက္ခကဆိုပါတယ်လက်ရှိမှာအီနက်စစ်ကောင်စီတပ်တွေကရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်အတွင်းတိုက်ပွဲများပြင်းထန်ဖြစ်ပွားလျက်ရှိပြီးစစ်ကောင်စီကကြောက်ဖြူကိုလက်မလို့ရစေဖို့အတွက်လေကြောင်းတိုက်ခိုက်မှုတွေနဲ့စစ်အင်အားဖြည့်တင်မှုတွေတောက်လျှောက်ဆိုသလိုလှုပ်ဆောင်လျက်ရှိကြောင်း AACE တရင်အရင်မြစ်တွေစီကသိရပါတယ်နောက်ထပ်တစ်ပုတ်အနည်းကမ္မမျိုးပေါ်ရက်ွက်စီကတ်ကိုစစ်တပ်ကလေရင်နဲ့ပုံကျဲမှုဖြီးသူနှအုပ်ထိခိုက်ဒဏ်ရာရရှိပြီးစီကတ်ပြက်စီရဲ့အကြောင်းတင်ဆက်ပေးပါမယ်မကွေတိုင်းပခုတ်ကူမျိုးနဲ့ကမ္မမျိုးပေါ်ရှိရက်ွက်စီကတ်တစ်ခုကိုစစ်ကောင်စီတပ်က လေကြောင်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိပြီးစေကံပျက်စီးသွားကြောင်းစိတ်ပြူတကူတော့ကြားစိုးကတရင်ဌာနကိုပြောပါရယ်မေလ18ရက်နေ့မနက်6:18မိနစ်ချိန်ပခုတ်ကူမြို့နယ်ကံမမျိုးအနောက်ဘက်ကျိုးပြန့် ရက်ကွက်မှာဖွင့်နေထားတဲ့ဈေးကန်ကိုအစံပတ်စစ်ကောင်စီရဲ့တတအုပ်လီတန်းမှတက်လာတဲ့ဇက်ဖိုက်တာနဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ရာပြည်သူနာဦးထိခိုက်ဒဏ်ရာရရှိကြောင်းဈေးကန်ပြစီသွားပြီးဈေးကန်ဤရှိထမ်းပင်ပါထက်ဝက်ကပြတ်ထွက်သွားကြောင်းသိရပါတယ်။ဈေးကန်ကပိတ်ထားတာကြာပြီးဈေးကန်တွေစာတင်ကြောင်းတွေကိုလေကြောင်းကနေပြတ်မှတ်ထားတိုက်ခိုက်တဲ့အတွက်ဈေးကန်မဖွင့်မဲထားတာဈေးကန်ကနတ်ဆောင်တွဲပေါ်အဲ့ဒီဈေးကန်လည်းပြစီသွားတယ်။ဈေးကန်အနီးနားမှာရှိတဲ့ထမ်းပင်လည်းပြတ်ထွက်သွားတာအမျိုးသားတအုပ်ကတော့ဦးကားပေါက်သွားတယ်လို့သိရတယ်။ ကျန်တဲ့တယောက်အခြေအနေကတော့မတိရဘူးလို့စိတ်ဖြူတကူတော့ကြားဆိုကသတင်းဌာနကိုပြောပါရယ်အကြံဖက်စစ်ကောင်စီကအခုမေလာတွင်ပြစ်ခတ်ရဲစိအကြီးညာထားပြီးမြေချောင်းတိုက်ခိုက်မှုတွေတိုးမြင့်လောက်ဆောင်လျက်ရှိကြောင်းတော်လိုင်းတပ်ဖွဲ့ထံမှတိရတယ်လို့သတင်းမှာဖော်ပြပါရှင်